အားလုံးပဲမင်္ဂလာပါယခုဖက်ပြတင်ဆက်ပေးတော်မှာကတော့ဆရာညီပူလေးရေးသားတဲ့ငြိမ်သက်1မိနစ်ဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ငြိမ်သက်1မိနစ် ုပ်အကြည့်တွေကရင်ထဲမချိစရာပါ ကျွန်တော်ကိုပိတ်လောင်ကြတော့မှလားရက်ဆက်လိုက်ကြတာဗျာဆိုတဲ့အဓိပ္ပာယ်တွေပါတဲ့အကြည့်တွေလေမောင်မိုးဆိုတဲ့အကောင်ကအိုးပူကောင်းဒေတာရှင်ပွေရဲ့နဲတောကောင်းကောင်းတစ်တော်ဝါတော်ကျိန်တော်တဲ့မွေးတဲ့တောသားလေးပါ သူ့ကိုအဲ့ဒီဒေတာလာပြီးကျိန်လာခုတ်ကြတဲ့နန်းခုတ်ရွာသားတွေကသူ့အမေမရှိခိုက်ဝဝွန်အတိုက်ထဲကခိုးယူလာကြတာသူတို့ရဲ့ကျိန်ခုတ်စခန်းမှာ နို့စီဘူးမတက်နိုင်တော့တော်ထမင်းတော်ဟင်စားခဲ့ရတဲ့အကောင်လေကြိမ်ခုတ်လုံသားတွေကိုကြီးကျက်ရတဲ့ဓားကောင်းဖြစ်သူကဝန်သေးချေလိုချင်လို့နီးအမျိုးမျိုးရအောင်ဝယ်ဖို့လုပ်နေလို့နတ်ခုတ်ရွာသားတွေမောင်မိုးကိုကျင်ကျင်နာနာနဲ့စောက်ရှောက်မိကြပြီးပိုပြီးတန်ရုံးစင်တွေချစ်ခင်ကြတယ်သူတို့ညီလေးတယောက်လိုချစ်ခဲ့ကြတာလေရက်သားပဲရှိသေးတဲ့ဝတ်ဝန်ကလေးဟာတကယ်လဲချစ်စရာကောင်းတာမို့သူတို့သဘောကျတဲ့နာမည်ကိုမှဲ့ခဲ့ကြတာပေါ့ ကျင်ခုတ်ရသည်ဂုံပြီးမက်ကလောင်ဖျားတွေဖျားခဲ့တဲ့နန်းခုတ်ရွာသားတွေဟာသူတို့ချစ်တဲ့ညီလေးကိုဇာတိရွာကိုခေါ်သွားဖို့အခက်ခဲတွေရှိတယ်။တက်တော်ဌာနနဲ့စကားပြောရမယ်။ပင်ပင်မမန်းရှာဖွေလို့ရခဲ့တဲ့ပတ်ဆက်နည်းနည်းပဲသူတို့မှပါတယ်။ဒါနဲ့မောင်မိုးကျွန်တော်တို့စီရောက်လာခဲ့တာ။မြို့မအကြောင်းကိုသူရောက်လာကစားမှကျွန်တော်တို့သူ့ကိုနာမည်ပြောင်းပြီးခေါ်ကြသေးတယ်။ဒီကောင်လေးကသူ့ကိုခေါ်နေတယ်လို့မထင်ဘူး။ ပြီးတော့ကျွန်တော်တို့ကျောင်းရဲ့တူဒီသောဆရာမဒေါ်ဒီခေါင်တောင်ကလည်းသူ့ကိုမောင်မိုးလို့ပဲ ခေါ်စေချင်တာလေ။ဒါနဲ့ပဲသူ့နာမည်မောင်မိုးမောင်မိုးနဲ့တောက်လျှောက်တွင်သွားတော့တာပဲ။ဒီဝဝံကလေးမြို့မပုန်ကြီးကျောင်းကိုရောက်လာတဲ့ညနေကိုမှတ်မိနေတယ်။မိုးဦးလေးဦးမို့တိန်တွေကမှိုင်းညို့တက်လာတယ်။မိုးဦးကသူ့ကြီးမလာပဲလေယူးနဲ့လေဦးကအဖေါ်ခေါ်လာတော့ကျွန်တော်တို့ဘုန်းကြီးကျောင်းဝိုင်းထဲကတရက်ပင်တွေအုံးမင်တွေ ရင်ထိုးနေကြတော့တာပေါ့တိမ်မဲတွေကလည်းလေဦးရဲ့ဥတီယာကို ကဆုံဆိုင်ကြတယ်တရက်ကင်းနေကြွေးစက်ကူပန်းမွင်နေမြေမှာဖွေးလို့เจ้าကတော့စင်းသွားတာကြာပြီကျွန်တော်နဲ့အောင်မိုးနှစ်ယောက်ကိုစာမရမချင်းเจ้าမစင်းရဘူးဆိုပြီးစာအန်ခိုင်းထားတယ်ဖုန်းကြီးကဒီလိုပဲဒံပေးနေကြပေါ့အဲ့ဒီအချိန်မှာမက်ကလောင်ဖျားထားလို့ ဖြူဖက်ဖြူရော်ဖြစ်နေတဲ့နန်းခုတ်ရွာသား၃ယောက်မောင်မိုးကိုခေါ်လာပြီးဆရာတော်စီမှာအကျိုးအကြောင်းရှောက်ကြတော့တာပါပဲအမွှေးချမ်းနေတကူလို့ဖုံးအုပ်နေတဲ့ဝတ်ဝုံမှာချစ်မွှေးပါတယ်ထင်ပါရဲ့ဆရာတော်ကလက်ခံထားလိုက်တယ်ဒီရင်ကလည်းကြောင်းမှာဒေါင်းတစုံကော့ခိုနှစုံတင်ញင်တအုပ်ရှိနေပြီသား ိုတကာလာလူဒီတကာလာလူနဲ့ဆရာတော်ကလည်းသိဆန်လေးတွေချစ်တက်လေတော့เจ้าမှာဝတ်ဝံလေးတကောင် တိုးလာတာပေါ့နတ်ခုတ်ရွာသားတကာ၃ယောက်မိုးဆဲမှပြန်သွားကြတယ်သူတို့လည်းမခွဲကျင်ပဲခွဲခဲ့ရတယ်သူတို့ညီလေးကိုတန်ရုံးစင်တွေ့ကြမှာပဲเจ้าသားတွေနဲ့ချစ်ချစ်ခင်ခင်နေဖို့เจ้าမှာလိမ့်လိမ့်မမာနေဖို့ဆရာတော်စကားနားထောင်ဖို့တကယ့်ညီငယ်တယောက်ကို အကိုကြီးဖြစ်သူကမှားချားနေတယ်လို့ပဲ။ သူတို့မှာကြောင်းမောဝရောက်တဲ့အထိယောက်ျားတွေတမ်းမဲ့မျက်ရည်တွေဝဲပြီးလှဲ့ကြည့်လှဲ့ကြည့်နဲ့ပြန်သွားကြတယ်။မောင်မိုးခမရမှာလဲလူစကားမပြောတတ်လို့သာပေါ့။လူစကားသာတက်ရင် သူ့မှာလဲသူခံစားနေရတာတွေပြောနေရှာမှာပဲ။တောသားမြောက်လာတာဟုတ်လား။ရောက်ခါစားမှာပဝင်းကျင် အသက်နဲ့အသားမကြသေးတော့ကြောက်နေရှာတယ်။စိတ်မလုံးမကြုံဖြစ်နေရှာတယ်။ ဘုံကြီးเจ้าမှာမိဘမဲ့ကလေးတွေကိုပါစာတင်ပေးတဲ့အကြောင်းလဲရှိလေတော့เจ้าသူเจ้าသားတွေကအများကြီးသူခမဒီလောက်လူများများကိုမြင်ဘူးလားမှမဟုတ်ပဲเจ้าသူเจ้าသားဖြူနီเจ้าကြားတွေကိုလည်းကြောက်ဘဝထိန်ထိန်နဲ့ကိုရင်ဥပစင်းတွေကိုလည်းလန့်เจ้าပေါ်တက်တဲ့လေကားတစ်တွေကိုလည်းသူမမြင်ဘူးဘူးဂျေးစီတန်ခေါင်းလောင်းတန်ကြားရင်တုံလှုပ်သူမှာဝန်လန့်စာစာဖြစ်နေရှာတာပေါ့ကျွတ်ကျွတ်အိတ် plastic အိတ်တွေနန်းကြည့် ဘုံကြီးစီဖနက်ကိုစူးစမ်းသပွဲဝိုင်းတပြက်စီဖြာချမ်းကြက်မွေးတပိတ်ဝုတ်ခွက်ရက်တောင်နှိယုံဆောင်ခြေတုပ်ခုံမြင်းမြင်းသမျှမောင်မိုးအတွက်အထူးစံကြီးဖြစ်နေတယ်။မောင်မိုးမှာချစ်မွေးပါတယ်။ချစ်မွေးကဒီပြင်အိမ်မွေးတိရစ္ဆာန်တွေလိုတမွေးနှမွေးဟုတ်ပုံမရဘူး။သူ့တကူလုံးဖုံးအုပ်ထားတဲ့ခက်ကြမ်းကြမ်းခက်ထူထူမဲမောင်မောင်အမွှေးတွေအားလုံးကချစ်မွေးတွေထင်ပါရဲ့ မကြခင်မှာပဲအိုးဆရာတော်ကအစကပိယတို့ဆရာမဒေါ်ဒီခေါင်တောင်တို့အလဲကျွန်တော်တို့ចောင်းသူចောင်းသားတွေအစုံအားလုံးရဲ့ချစ်ခင်မှုကျန်နာမှုကိုသူရသွားတယ်မြို့မှာပရိတ်တမိဘမဲ့ចောင်းမှာ မောင်မိုးဆိုတဲ့ចောင်းဝင်ចောင်းစားတယောက်ဒိုးလာတာပေါ့ကျွန်တော်တို့နဲ့အတူကစားတယ်ကျွန်တော်တို့နဲ့အတူစားတယ်ကျွန်တော်တို့လိုလဲလိုက်ပြီးစာအန်သေးတယ်ဝုံဝင်လေးတကောင်စာအန်နေဆိုတာ မူလာတန်းကလေးတွေနောက်နားမှာဝင်ထိုင်ပြီးចောင်းသူចောင်းသားတွေអော်ហិតနေတာကို သူငင်းမောနေရှာတာပါចောင်းတင်မုံကိုជីလိုက်လမ်းဆောင်နေတဲ့ဆ ਿਆ မကိုငေးလိုက်စာအန်နေကြတဲ့ចောင်းသူចောင်းသားတွေကိုជីလိုက်လုံနေရှာတယ်သူကဆ ਿਆ မဒေါ်ဒီခေါင်တောင်းရဲ့စကားကိုတော့နားထောင်တယ်ဆ ਿਆ မကမောင်မိုးငင်းငင်းထိုင်နေလို့အတန်းထိတ်ကနေလှမ်းអော်ရင်သူဘဲမှမသွားတော့ဘူးចမ်းမှာဖင်ထိုင်ချနေတော့တာပါပဲ ဝန်းဝန်ငိမ့်နေဆိုတာမြောက်လောက်တာမစော့တာနှကောင်းကုတ်ခေါင်းကုတ်စဖိုးချောင်းကလွင့်ပါလာတဲ့ဟင်းနံကျွေးနံကိုနှကောင်းပွားကြီးရှုပ်ကြီးနဲ့ထိုင်ရမထလုံရင်အနံ့ခံလိုက်နှကန်းကိုရှာနဲ့တက်လိုက်လုံနေတတ်တယ်။အဲ့ဒီအချိန်မှာဆီယမကကျောင်းသားတွေအာယုံဆိုင်အောင်ကြောက်တင်မုံကိုချိန်လုံးနဲ့ဖြန်းဖြန်းဖြန်းနဲ့မြည်အောင်ရိုက်လိုက်ရင်ကျောင်းသားတွေနီးတူရှောင်ငင်းနေတဲ့မောင်မိုးလဲချိန်လုံးတန်ကိုလန့်သွားတတ်တယ်။ဒေါ်ကြီးမြတ်မဲထဲမှာ တောင်းငပြောသည် တစ်ဥတစ်ဖို့ပြားလဖို့ပြားရည်ပဲစားရမယ်မောင်မိုးဟာ သူ့အကိုကြီးတွေနဲ့အတူနေတော့ကမစားရတဲ့အစားအစာတွေဒီမှာအစုံစားရတယ်။ဂျုံခေါက်ဆွဲ၊စံခေါက်ဆွဲလည်းသူစားတယ်။ပေါက်စီ၊နံပြား၊ထတ်တရား၊ပလာတာလည်းမငင်းဘူး။သူ့အကြိုက်ဆုံးကတော့ငပြောသီးနဲ့ငားဟင်။ငားဆိုရင်တော့မောင်မိုးကကင်ကင်၊ဖုတ်ဖုတ်၊တုတ်တုတ်ချက်ချက် ပြုတ်ပြုတ်စားမယ်ဆိုတဲ့အထဲကပဲ။ ဆက်လိုက်သမှတော်ယုံလူမစားနိုင်အောင်မြုပ်သီးခက်ဆက်ဆက်ချက်ထားတဲ့ငါဟင်းလဲမောင်မိုးကတော့တဝစားတယ်။ပြီးမှရှာထုတ်ပြီးရက်ခတ်နေရပြီစီစားမှာပဲ။မောင်မိုးဟာဝတ်ဝံမဖြစ်ခင်ကလူဘဝမှာကျင်လည်ခဲ့တယ်ထင်ပါရဲ့။သူ့ကိုချစ်ကြရတာတွေထဲမှာ သူမစင်စွရအခင်းလေးစွရမှာတိတ်စည်းကမ်းရှိတာလဲပါတယ်။သူကအတန်အပြန်တိတ်ကြိတ်တယ်။သူ့ဘာသာနေရာတတ်မှတ်ပြီး ဘုံကြီးကုဒီရဲ့အနောက်မှာသူ့ကိစ္စတွေကိုသွားစွန်နေ။ကြောင်းမွေတော်ရင်တရိတ်ဆန်ပေမဲ့အိမ်မွေးတရိတ်ဆန်နေထက်စီကန်းရှိတဲ့မောင်မို့။နောက်ပိုင်းကျတော့ဆရာတော်ကိုလှူဖို့ပရဟိတမိဘပဲเจ้าကိုလှူဖို့လာကြတဲ့တကားတကားမတွေအလှရှင်တွေကို သူထွက်ကြတတ်တယ်။ဒီပုံကိုယ်တွေမှာစားစရာတစ်ခုခုပါတတ်တယ်ဟုတ်လား။တချို့ကသူ့အကြိုက်ငှက်ပြောသည်တချို့ကငါဟင်းငါကြော် ငချောက်ဖုတ်စီစမ်းလာခဲ့ကြတာလေအเจ้าမသိတဲ့ဧည့်သည်တကားတကာမတွေကတော့ဝဝုံတကောင်အားရဝမ်းသာပြေးထွက်လာတာနဲ့ပက်ပင်းကြုံတဲ့အခါလန့်သွားကြတာပေါ့ဒါပေမဲ့သူ့မှာရန်လိုတဲ့မျက်နှာသားမှမရှိပဲပြီးတော့အရွယ်ကချက်ဆရာလေမောင်မိုးကလည်းအကင်းပါတယ်အသိဉာဏ်ရှိတယ်လို့ပြောရလိမ့်မယ်ဧည့်သည်ကလမ်းပြီးထီးနဲ့ထိုးမှာလမ်းလျှောက်ဒုက္ကောင်နဲ့လှမ်းရိတ်လိုက်မှမျိုးကိုသူမနှိမ့်မြို့ဘူးဒါကြောင့်ထီယိုတကန် ဒုတ်တရံခက်လန်းလန်းကပဲကြူတာပါတနေ့တော့အရင်ကဒီเจ้าကိုတကားမှမလာဘူးတဲ့ဧည့်စိန်တွေကို သူကြုံမိရတာဖြစ်သွားတယ်ဧည့်သည်တွေက ထွက်ပြီးကြိုတဲ့မောင်မိုးကို ခြေစုံကောင်းဆုံးကြည့်ပြီးပြုံးကြတဲ့အပြုံးကိုဘသူမှနားမလဲကြဘူးเจ้าပေါ်ရောက်လာတဲ့ဧည့်သည်တွေကဆရာတော်ရှေ့မှာဝတ်တွားဥချတော့မောင်မိုးကလည်းသူ့ထုံးစံအတိုင်းဧည့်သည်တွေနဲ့အတူ လိုက်ပြီးဥချရှိခိုးတယ် မောင်မိုးရှိခိုးတာကြီးပြီးဧည့်သည်တွေကသဘောကျလို့မဆုံးဘူးဘဲကြားနေဘဲသတင်းစာဘဲရုပ်မြင်သံကြားထဲမှာမှ မောင်မိုးအကြောင်းမပါပါပဲနဲ့ဟော်ရီမျိုးလေးရဲ့မြို့မှာဘုန်းကြီးကျောင်းမှာတင်ကြားပေးရင်တက်လွယ်တဲ့အရွယ်ဝတ်ဝန်လိမ္မာလေးရှိတယ်လို့ကြားသတင်းနဲ့လိုက်လာကြတဲ့စက်ကတ်ထောင်းတဲ့လူတွေလေမောင်မိုးကိုပတ်ဆက်ပေးဝယ်မလို့တဲ့ပညာရှိအမျက်အပြင်းမထွက်ပေမဲ့သူတို့စကားကြောင့်ဆရာရဲမျက်နှာနီးမြန်းသွားတယ် မရောက်နိုင်ဘူးလို့ဆရာတော်ကတခွန်နဲ့ပြောလိုက်ခြင်းပေမဲ့တကားရုကဒီအကောင်ကိုတန်ဖိုးဘလောက်တက်မှာတုံးလို့မိတ်တယ်။ဆရာတော်အခြေအကဲမသိနားမလဲကြတဲ့တကားတွေကငွေ3000ပေးပါမယ်ဖျားတဲ့။တပည့်တော်တို့မွန်ပြင်းနဲ့အထိပြန်ရမယ်စေဒီကောင်လေးဟိုအထိရောက်အောင်ခေါ်တော့ရမယ်ကုန်ကြစေငွေတွေအကြောင်းပြောရင်အပူတိုက်အလွမ်းတယ်မိချောင်းမျက်ရည်ကြပြနေကြတယ် ဆရာတော်ကသူတို့ပြီးမယ်ဆိုတဲ့သုံးဆောင်ထက် အဖိုးတန်တဲ့တရားကို ဟောပြီးမောင်မိုးကိုမရောက်နိုင်တဲ့အကြောင်းအလိမ္မာနဲ့ဆုံးမလွတ်တယ်။ဒီအကြောင်းသိတဲ့ဥပစင်းတွေကမောင်မိုးကိုညလူသူအလစ်မှာလာခိုးမှာဆိုလို့ចောင်းသားတွေရဲ့အစော်မှာထားပြီးညသိရာကနေចောင်းသားတွေရဲ့အလဲကိုရွှေ့သိကြရသေးတယ်။ဝန်သေးချေကဈေးမြင့်လာပြီဆိုတဲ့သတင်းကလည်းကြီးနေတယ်လေ။ ကြီးကောင်ဝင်ပြီးဝင်ပြိုဖဖသာမဖြစ်သေးတာဝင်ပြိုပေါက်ဖြစ်လာတော့မောင်မိုးကကျောင်းထဲကကျောင်းပြင်ကိုလှစ်ခနဲခဏတပြုတ်ထွက်လေတတ်တယ်။ဆရာတော်တို့ဦးပစင်းတို့စိတ်ပူရရင်မောရတဲ့ရက်တွေပေါ့။တော်တော်ကြာဘဲဆက်ကက်အဖွဲဘဲမျိုးလို့တဲ့ဘဲမျက်လှဲကအထက်ဖက်ဆန်လာပြီးဆိုတာမျိုးကြားရရင်ဖုန်ကြီးတို့ရက်တက်မေးဖြစ်ကြရာရော။မောင်မိုးကလည်းကျောင်းအနီးအနား လေးငါးဆယ်အင်းလောက်လျှောက်လဲပြီးတော့အเจ้าကိုပြန်လာရှာတာပါပတ်ဝန်းကျင်ကို လေးလာစူးစမ်းတာထင်ပါရဲ့စာအန်းနေကြတဲ့ကျွန်တော်တို့အနာကို သူပြန်လာပြီးထိုင်နေဆီယာမဒေါ်တီကောင်တန်ကိုမျက်တောင်မခတ်ပဲငေးနေတတ်တယ်တခါတလေတော့လဲအဲ့ဒီလိုထိုင်ရင်သူ့မျက်တောင်မှွေးတွေပုတ်ခတ်ပုတ်ခတ်လုံရင်ငေးမျောနေပြန်ရောအဲ့ဒီလိုလုပ်တဲ့နေ့ဟာဆီယာမက သူ့ဖို့မပြောသေးယူမလာတဲ့နေ့ပေါ့ဆီယာမခမယာ ငါပြောသည်ကိုနေတိုင်းတော့ဘယ်ယူလာနိုင်ပါမလဲ။ငါပြောချမ်းပိုင်ရှင်ရဲ့သမီးငါပြောသည်တည်းရဲ့ဇနီးမှမဟုတ်ပဲ။အိမ်မှာရှိတဲ့ငါပြောသည်စွန်းတော်ကြတဲ့ငါပြောသည်လောက်ပဲယူလာနိုင်ရှာတာပေါ့။သူခမတလားကိုဆန်ဆယ်ပြီးနဲ့မိဖို့ကြောင့်စီလေးရလို့စာလာတင်နေရတဲ့လှုပ်အားပေးဆရာမတတမဟုတ်လား။သူ့ရဲ့ရှုပ်ချီပွားကြီးလုပ်နေတဲ့နှာခေါင်းကသူ့ခြေထောက်တွေကိုဒေါ်ကြီးဘူးရဲ့အိမ်က မိဖို့ကြောင့်ကို ခေါ်သွားတယ်။ဘုံကြီးเจ้าနဲ့နီးရုံနဲ့နီးနီးနေတဲ့ဒေါ်ကြည်ဘူးရုံမှာသူ့ဘောပင်လွတ်အကြမောင်မိုးသူ့မိဖို့ကြောင့်နဲ့ခြေတလန်းစအဝင် ဖြစ်မှာပေါ့။နဘေးအိမ်တွေကလည်းကို့အလုံးနဲ့ကိုအလုံးများ စိတ်များနေကြချိန်မှာမောင်မိုးဝင်သွားတာကိုမမြင်လိုက်ကြဘူး။ဒဲအိုးလှက်တန်လဲမကြဘူး။ညနေရုံစင်းလို့မိသားစုစုံစုံညီညီစားတော်မယ့်အလုံးမှာ ညစာခြံထားတဲ့ငဘက်ချက်က မောင်မိုးဘတ်သွားပြီအိမ်နီးနာချင်းတွေက ဒီကောင်ထွက်သွားမှနောက်ကျောပြင်းပဲလှမ်းမြင်လိုက်ရတာဒေါ်ကြည်ဘူးကစိတ်မဆိုးတဲ့အပြင်ရေကျင်စိတ်တောင်ပေါ်မိသေးတယ်အနီးဝန်းကျင်အိမ်တွေကလည်းမောင်မိုးလာတယ်လို့ပြောကြတာဟုတ်လားဒေါ်ကြည်ဘူးတို့မိသားစုက နောက်ထပ်ဟင်းတစ်ခွက်ထက်ချက်ဖို့လည်းမခက်ခဲဘူးမချက်ချင်ရင်လဲဆိုင်မှာဟင်းတစ်ခွက်ဝယ်စားနိုင်တယ်လေ ကိုကျော်မြင့်ဆက်သွေးရုံအသွာမခင်ဘူးဈေးမှာဆိုင်ခင်းနေတော့ချက်သားကျော်နဲ့ငရဲ့ကျော်နှစ်ဘက်ကမှာငရဲ့ကျော်ရေးကြီးစားသွားပြန်ရောဒေါ်ကြည်ဘူးရဲ့ငဘက်ချက်ကိုမောင်မိုးဝင်တွေ့ပြီး ငားရဲ့အကြမှာပေါ့ကိုကျော်မြင့်ရောမခင်ဘူးပါ အပင်ပေါ်မှဲ့နေတဲ့တင်မော်ဒီကြီးတွေအနာမှာချထားတဲ့နှစ်ပြောပြီးတွေပဲရံမမူတာကိုကျေးဇူးတင်ကြသေးတယ်ဒေါ်ကြည်ဘူးလိုပဲဆရာတော်စီကိုသူတို့လာမလျှောက်ထားကြဘူး တို့ဇနီးမောင်နှံကဘာဟင်းနဲ့မစိုးထမင်းစားနိုင်တယ်လေ။ကုသိုလ်ရတယ်လို့တော့မှ ထင်ကြတယ်လင်မယား။တို့လည်းမောင်မိုးကိုချစ်ကြခင်ကြတယ်။ငပြောကင်ခုတ်ပြီးရင်ဘုံကြီးတွေဖုံးပေးရအောင်မောင်မိုးလည်းစားရအောင်မြို့မအကြောင်းကို လာလှူမယ်လို့တိုင်ပင်ထားကြတယ်လင်မယား။နောက်နှစ်ရက်အကြာမှာတော့ဒေါ်ကော့မိုင်အိမ်ကငခုရီမောင်မိုးလက်ချက်မိသွားတယ်။သူခမသားသမီး၃ယောက်နဲ့ ဒီနေ့မှအကြောင်းပေးရမို့တာချီကွန်ပြည်ရာကနေရတဲ့ငခုငကြီးတွေကိုတခါတလေစားရတာပါလေဆိုပြီးစီလေးပြားလေးနဲ့ဆူဆူဖက်ဖက်လေးချက်ထားရှာတာလူကြီးတယောက်နဲ့ကလေးသုံးယောက်စာ ကုံပါလေရောလားကလေးတွေအင်းရှိမှကစားနေတော့မောင်မိုးနောက်ဖေးကလှည့်ဝင်သွားတာဝဝုံဆိုတော့မုတ်ဆိုးမအင်းရဲ့လို့လဲဘဲတိလိမ့်မတော့သူတိတာငားညီနဲ့ငားဟင်းနဲ့ငားအရသာကိုပဲတိတာ ဒေါ်ကော့မိုင်းကတော့ဆရာတော်သိရအောင်လာလျှောက်ထားတယ်။တကာမကော့မိုင်းဂျင်းနဲ့အောင်ဆရာတော်ကနှစ်သိမ့်ရင်းစံနှစ်ပြီနဲ့ကျစ်သွန်းနီးခဲငင်သီးတွေစွန့်လိုက်တယ်။မြို့မကျောင်းဆရာတော်ဦးဥဒမက ကဘာကြီးနေတိုင်းဘာတွေဖြစ်ပျက်နေသလဲစားစရောကအကြောင်းပါလက်စတိုင်းအစ္စရေးပြဿနာအီရတ်အပြစ်ခံမှုန်တိုင်းတရင်ငလျင်တရင်ရွေးကောက်ပွဲအနိုင်ရှုံးအလုံးကိုရေဒီယိုကတဆင့်သူသိနေတယ် သူသတင်းသုံးတဲ့အမျိုးကလေးမှာဘာဖြစ်တယ်လဲဆိုတာလဲဆရာတော်ကသိနေတာပဲ။ဒေါ်ဂျီဘူးရဲ့အိမ်နဲ့ကိုကျော်မြင့်တို့အိမ်မောင်မိုးဝင်လာလဲရေဒီယိုကမလာပေမဲ့ဝင်သတင်းလူချင်းစောင့်တတ်တာပဲဟုတ်လား။ ီပုံအတိုင်းလွတ်ထားလို့တော့မဖြစ်တော့ဘူးတတော်ကြာဒီထက်ဘူအတင်ရဲလာရင် မောင်မိုးရဲ့အသက်အန္တရာယ်စိုးရင်ရတယ်လို့ဆရာတော်ကစဉ်းစားမိတယ်မဖြစ်တင်တာတွေမဖြစ်စေခြင်းဘူးမောင်မိုးကိုဆုံးမတဲ့အနေနဲ့သူငငယ်ရောက်ခါစားအိတ်ခဲတဲ့လှောင်ရင်ထဲမှာထည့်ထားဖို့ဆရာတော်ကမိန့်နေ။မောင်မိုးကိုကျွန်တော်တို့ပဲလှောင်ရင်ထဲမှာချော့မော်ပြီးထည့်ရတာလေ။လူလောင်နီးနီးတက်နေမှတော့ သူ့ကိုလောင်ရင်နဲ့ထည့်ထားမယ်ဆိုတာလဲသူကသိနေပြီလေသူမဝင်ခြင်းဘူးဝိလေကြောင်ပတ်နဲ့ပေဆောင်ဆောင်ရှူတူတူလုံနေတယ်လာညီလေးလာသူကမလာဘူးမောင်မိုးလိမ်မာတယ်လာအကိုနာလာဘလို့ချော့ခေါ်လို့မှမရဘူးသူကြောက်ချစ်တဲ့ဥပစင်းဖြူရှိတယ်ဥပစင်းဖြူကို သွားလျှောက်တော့မှဥပစင်းဖြူကဘကောင်မောင်မိုးမဝင်ဘူးလားဝင်မှလား အာလုတ်တန်နဲ့တစ်ချက်ထဲငေါက်လိုက်ရတယ်။မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းဥပစင်းကိုလှဲ့ကြည့်လှဲ့ကြည့်နဲ့ကျွန်တော်တို့ကိုအာကိုမျောလင်းနဲ့အကြည့်နဲ့ကြည့်ရင်းလောင်အိမ်လေးထဲဝင်သွားရတယ်။သူ့အကြည့်တွေကရင်ထဲမချစ်စရာပါ။ကျွန်တော်ကိုပိတ်လောင်ကြတော့မှလား။ရက်ဆက်လိုက်ကြတာဗျာဆိုတဲ့အဓိပ္ပာယ်တွေပါတဲ့အကြည့်တွေလေ။ခန္ဓာကိုဖွင့်ထွားစာပြုတ်နေတဲ့မောင်မို့အတွက်ငငယ်ကနေခဲ့တဲ့လောင်အိမ်လေးဆိုတော့နည်းနည်းကျက်နေတာပေါ့။ ဘုံကြီးကရေတောက်ဆရာအင်းလုံးတစ်လုံးမှာရေအပြည့်ဖြည့်ထားတယ်။စားဖို့ထမင်းဟင်းတွေကိုတော့ကြွကြွအိတ်ထဲထဲပြီးပေးလိုက်တယ်။တခါတလေသူကြိုက်တဲ့ငှပြိုးသီးတွေလည်းပါတာပေါ့။ကျွန်တော်တို့နဲ့တကြမ်းနဲ့အိတ်တဲ့မောင်မိုးကျွန်တော်တို့ကြောအောက်မှာဖြာချမ်းသူ့ကြောအောက်မှာဂုံနေအိတ်ဒါပဲကွာတဲ့မောင်မိုးခုတော့သူခမငယ်ဘွားကနေခဲ့တဲ့လှောင်ရင်လေးတဲ့ပြန်ရောက်နေရှာတယ်။မောင်မိုးခန်းစားချက်အပြည့်နဲ့စူးစူးဝါးဝါးအော်တန်တစ်ချက်တစ်ချက် ေါ်လာတတ်တယ်။ကျွန်တော်တို့တော်တော်နဲ့အိတ်မပြောကြဘူး။စိတ်လက်မချမ်းမသာနဲ့ဖျက်ကျော်ခဲ့ကြရတဲ့ညတွေပေါ့။မနေ့ကျွန်တော်တို့ထမင်းချမ်းစားမဲ့လောက်ကြတော့မောင်မိုးကိုအရင်ဆုံးသတိရမိတယ်။သူ့အတွက်ကြွကြွိထဲထမင်းချမ်းနဲ့ပဲဟင်းနေဖက်ပြီးအရင်သွားပို့လိုက်တယ်။ကျွန်တော်ကစင်နာပို့ပြီးနည်းနည်းပို့ထည့်သွားတယ်။ထမင်းတို့ဂိုင်းပြီးလာနေတဲ့ကျွန်တော်ကိုသူရှင်လန်းတဲ့မျက်နှာနဲ့ကြိုလိုက်မယ်ထင်တာမဟုတ်ဘူးသူဝမ်းနေနေတယ် ကျောင်းတက်ချင်းဆရာမဒေါ်ဒီခေါင်တောင်းကျောင်းကိုလာတော့မောင်မိုးအတွက်ဖီချန်းငှပြောသေးကနှစ်လုံးဆရာတော်ကိုဒီကိစ္စအတင်းလျှောက်ချင်ပေမဲ့ဆရာတော်အကြောင်းသိနေလို့မလျှောက်ရဲဘူးမောင်မိုးစီတောက်လျှောက်သွားပြီးဆရာမကိုယ်တိုင်ငှပြောသေးတွေတွားကြွေတယ်ဆရာမကိုမြင်မြင်ချင်းမောင်မိုးអော်တဲ့အသံဟာကျွန်တော်တို့အားလုံးတစ်ခါမှမကြားဘူးတဲ့အသံပဲညရုံးကអော်တဲ့អော်သံထက်စူးတယ်လှိုက်လဲဝမ်းတဲ့အသံဆွတ်ထားတယ်လို့ပဲ ဆီယာမနဲ့လှောင်ရင်တဲကဝတ်ဝန်းတို့ဘသူကအရင်မျက်ရည်တွေဝဲကြတယ်မသိနိုင်ဘူးအဲ့ဒီနေ့ကကြောင်းတချိန်မှာမင်္ဂလာပါလို့တံမြိုင်អော်ခဲ့ကြပြီမဲ့စာသင်ခန်းတွေဟာအပတ်မဝင်ပဲတစုံတစ်ခုလစ်ဟာနေတယ်လို့ပဲဆရာတွေရောចောင်းသားတွေပါ စာသင်ရတာစိတ်မပါကြဘူးတကယ်တော့ကျွန်တော်တို့ရဲ့တငယ်ချင်းတယောက်ယော့နေတာမဟုတ်လားနေမကောင်းလို့ခွန့်တိုင်ထားတဲ့ចောင်းသားမဟုတ်တယ်လို့သူကကျွန်တော်တို့နဲ့အဝေးကြီးမှာမှာမဟုတ်ပဲ ကျွန်တော်တို့စာရင်တန်ကြားရင် သူဘလို့ခန်းစားနေရရှာမှာပါလေကျွန်တော်ကတော့ခက်တူတူပဲစာအန်လိုက်တယ်မောင်မိုးကလည်းသူ့တငယ်ချင်းတွေစာတင်ပြတ်မှာစိုးတယ်ထင်ပါရဲ့ဘာအသမ်းမှထပ်မပြူဘူးမောင်မိုးအတွက်စားစရာတွေပုံမြဲပို့တယ်သူကြိုက်တဲ့ငါးဟင်းကိုဥပစင်းဖြူကဖုံးမပေးပဲမောင်မိုးကပိုကြိုက်တယ်ဆိုပြီးကိုယ်တိုင်နေဖက်ကြွေးသေးတယ်မောင်မိုးကိုချော့ရတာကတမျိုးပေါ့ ဒါပေမဲ့အဲ့ဒီအချိန်မှာမောင်မိုးကဥပစင်းဖြူကိုကြည့်တဲ့အကြည့်ကသိတ်ထူးဆန်းနေဒီအကြည့်ကိုဘသူမှ အတိတ်ပဲမဖွင့်တတ်ကြဘူးစူးစူးဝါးဝါးအော်တန်ကြီးတစ်ချက်ပေါ်လာတယ်မောင်မိုးအော်လိုက်တာမဟုတ်ဘူးဆီယာမဒေါ်တီကောင်တောင်ရဲ့စူးစူးဝါးဝါးအော်တန်ဟာတကြောင်လုံးထိတ်လန့်သွားတဲ့အပြင်ကြောင်းသားနှီးတဲ့အိမ်တွေကပါကြားကြရတယ်လောင်အိမ်ကျဉ်ကျဉ်လေးထဲမှာမောင်မိုးလဲကျနေတာကိုဆီယာမအရင်ဆုံးတွေ့တာ ကျောင်းဆင်းချင်းအိမ်ပြန်ကန်နီးသွားနှုတ်ဆက်တာတဲ့အခုတော့မောင်မိုးကအရင်ဥအောင်နှုတ်ဆက်သွားပြီအဲ့ဒီလိုလဲကြနေတော့မှ လောင်ရင်တော့မှသူ့ကိုကြွေးထားတဲ့စားစရာအထုပ်တွေဟာ အထုပ်မပြက်အရာမယွင်းဘူးဆိုတာတွေ့လိုက်ရတယ်ဆ iam မရဲ့ငပြောသီးတွေလည်းငကိုအတိုင်းဦးစင်းဖြူရဲ့ငါးဟင်းနဲ့နယ်ဖက်ထားတဲ့ထမင်းတုပ်ကအပေါ်ဆုံးကကျောင်းသူကျောင်းသားတွေနဲ့ဦးစင်းတွေ အပြေးအလွှာရောက်လာကြတယ် လောင်အိမ်တကားတော်ကို အမြန်ပြေးယူကြပြီးအတင်းလှုံ့လို့ကြတယ်။သူ့ခန္ဓာကိုယ်လေးကပူပူနွေးနေလေးပဲရှိသေးတယ်။ထမင်းသူဟင်းသူနမ်းမဲနည်းနည်းရတယ်။ကျွန်တော်တို့ရဲ့တငယ်ချင်းတယောက်တော့ကွယ်လွန်သွားခဲ့ပြီ။ကျောင်းအောက်ထက်စူပေါင်းအိတ်ကြတဲ့နေရာစာတင်ကြတဲ့ဖြာချမ်းပေါ်မှာပထမဆရာတော်ကြီးအထိတ်မှန်ကြောက်စာတိုင်းနာမှာကျောင်းအပေါဝါမှာကျွန်တော်တို့ရဲ့အသေးတနေရာမှာပြီးတော့ မြို့ကလေးရဲ့နှလုံးသားတနေရာမှာ သူရှင်သန်နေတော့မယ်ဝုံဝုံကလေးမောင်မိုးမောင်မိုးဆိုတဲ့ဝုံဝုံကလေးမသေးဘူးအမြဲရှင်သန်နေတယ်ဝုံဝုံကလေးတွေကိုချစ်ခင်တဲ့ညီပူလေးရခုနားဆင်ခဲ့ရတာကတော့ငိန်သက်10မိနစ်နဲ့အချောင်းဝတ္ထုတို့များစာအုပ်မှဆရာညီပူလေးရေးသားတဲ့ငိန်သက်10မိနစ်အမိရတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်အားပေးနားဆင်ခဲ့ကြသူအားလုံးကို နွေဦးနရသိန်းဝိုင်းတော်သားများကအထူးပင်ကျေးဇူးတင်ရှိပါတယ်။ရှင်လန်းချမ်းမြေကြပါစေ။